acting skill တွေလုတ်ပြတ်သွားတာတွေကဝူးသွားရှုပ်လို့မရဘူးဗျယူသွားမယ်ယူသွားမယ်ဟုတ်ကဲ့ကံပါတစင်း channel ကနေပြန်လည်ကြိုဆိုပါရစေဗျဒီနေ့နာမည်ကြီးရုပ်ရှင်တစ်ခုဖြစ်တဲ့ Joker ရုပ်ရှင်ကြောင်းပြောရအောင် Send in the clown ဟောလိဝုဒ်မှာထင်ရှားတဲ့ဂျိုကာဇက်ကောင်တွေအများကြီးရှိပေမဲ့ကျွန်တော်ဒီနေ့ပြောမယ့်ဂျိုကာဇက်ကောင်က2019ခုနှစ်မှာ Walking Phoenix ရုပ်ဆောင်ပြီး Oscar ရခဲ့တဲ့ဂျိုကာရုပ်ရှင်ကိုပြောမှာပြ။ Okay last star ဂျိုကာရုပ်ရှင်က psychological thriller အမျိုးအစားဖြစ်ပြီး director Todd Phillips ရဲ့ one of the masterpiece လို့ပြောရမယ်ရုပ်ရှင်ပြ။ Joker လို့ပြောလိုက်တာနဲ့အားလုံးသိကြတဲ့ DC Comics ရဲ့ဇက်ကောင် Joker ကိုပဲအခြေခံထားတဲ့ဇာတ်လမ်းပါ။ ဒါပေမဲ့ DC Comics ရဲ့ Super Hero ဇလံတွေမှာ ပါတဲ့တကယ်ဇက်ကောင် Joker ကိုတော့မြင်ရမှာမဟုတ်ဘူးဗျ Joker ဇက်ကောင်ရဲ့ဖြစ်တည်မှုကို Char Shootout တစ်ဖက်ကနေ Aphasite လို့ပြီးကြိုက်ကြတာလေရုပ်ရှင်ဟာဒီရုပ်ရှင်ရဲ့ဇာညွှန်းကိုဇာညွှန်းရေးဆရာ Scott Saver နဲ့ Director Todd Phillips တို့ကူတွဲပြီးဇာညွှန်းရေးခဲ့တယ်။လက်ရှိကျွန်တော်တို့ရင်ဆိုင်နေရတဲ့ခင်နဲ့အတော်နှီးဆက်တဲ့ရုပ်ရှင်ပြဒီဇာညွှန်းဖြစ်ပေါ်လာဖို့အတွက် Director ကြီး Martin Scorsese ရဲ့လက်ရာ Taxi Driver 1986နဲ့ The King of Comedy 1982တို့ကို inspire ယူခဲ့တယ်လို့သိရတယ်ဗျ။1981 Gotham City ရဲ့အခြေအနေဟာယုံရင်ပျက်စီးနေတဲ့အနေအထားပါ။ Face State ဆိုတော့အခြေခံလိုအပ်ချက်တွေဖြစ်တဲ့လုံခြုံမှုရှိဘူး။စာဝတ်နေရေးနဲ့အလောက်ကင်ခွင့်လန်းတွေခက်ခဲလာကြပြီးဆင်းရဲမွဲတေမှုနဲ့ပြိပခါတွေကို Gotham မှာရှိတဲ့လူတွေစိုးဝါးစွာပြင်ဆင်နေကြရတာပါ။ဒီမှာမြင်ရမယ့်အဓိကဆက်ကောင် Ether Flacker စိတ်ရောဂါနဲ့အထီးကျန်မှုတို့ကိုရင်ဆိုင်နေရပြီးအခြေခံလိုအပ်ချက်တွေဆုံးရှုံးနေတဲ့လူဒန်းစားတရက်ကိုပိုစားပြုတယ်လို့ဆိုရမယ်ပထမပိုင်းမှာအာတန်ဟာဘဝရည်ချက်အတွက်ကြိုးစားနေတဲ့လူတစ်ယောက်ဖြစ်တယ်ကောမဒီယန်ဟာတာတောက်ရှူရီပြောဖို့အတွက်အိမ်မက်ရှိနေတဲ့လူတစ်ယောက်ပါအဲ့ဒီအနာဂတ်အိမ်မက်တွေအတွက်လည်း ရသလောက်ပြင်ဆင်နေပြီမြင်တကယ်လက်တွေ့ဘဝမှာတော့နာမကျန်းဖြစ်နေတဲ့အမေကိုစူးစူးဆောင်းဆောင်နေရတယ်သူရဲ့စိတ်ကျမ်းမာရေးအတွက်ဆေးတွေတောင့်နေရတယ်အခြေခံလိုအပ်ချက်တွေရရှိဖို့ခက်ခဲတဲ့ဘဝကိုရုန်းကန်နေရသူပါပျက်စီးရိုရွင်းနေတဲ့အခြေအနေမှာရှင်တန်ရသူဖြစ်တဲ့အတွက်လူအဖွဲ့အစည်းကလည်း support လုပ်နိုင်ခြင်းမရှိဘဲလက်လျူရှုခြင်းကိုခံထားရတယ် positive life ထက် negative life တွေကိုရင်ဆိုင်နေရတာပါတဖြည်းဖြည်းနဲ့တိတ်ဆိတ်ပျက်စီးခြင်းစီတို့ဒုက္ခခံရတဲ့လူတယောက်ဖြစ်လာတယ်နောက်ထပ် and the က်ရင်ဆိုင်ရတဲ့မကျမ်းမာခြင်းအရာတစ်ခုကသူ့ရဲ့ရည်တံတွေကိုအထင်းချုံနိုင်တာပါသူကြောက်ရွံ့မှုနာကျင်မှုတို့မဟုတ်ရှိရမှုတွေကိုခံစားရတဲ့အခါတိုင်းဘလို့လျောက်ထွက်ပေါ်လာတဲ့ရှင်မောခြင်းမှာဝမ်းနဲ့အားငယ်ကြောက်ရွံ့စွာရှင်မောနေခြင်းမှာလူတွေကသူ့ကိုရှင်မောနေတဲ့လူရှင်တော်တယောက်လို့မြင်ပေမဲ့သူ့ရဲ့အတွင်းစိတ်မှာတော့မွန်းချက်ချိန်မှနေတာပါ အဲ့လိုအခြေအနေတွေကိုရင်ဆိုင်နေရတဲ့အချိန်မှာတော့မှသူ့ရဲ့ဘဝတွေကိုထပ်ပြီးရောက်ရှိလာတဲ့အရာတွေကကုသမှုနဲ့စေဝါတွေဖြတ်တောက်ပိတ်ပင်ခြင်းခံရတယ်အလုတ်ကအထုတ်ခံရတယ်လူဖွဲ့စည်းမှအရေးမပါတော့တဲ့လူတယောက်ဖြစ်လာတာပေါ့မျော်လင့်ချက်တွေအလုံးပြိုကျနေချိန်မှာအာသာထပ်ပြီးတိလိုက်ရတာကသူ့အမေကသူ့ရဲ့ဘဝတလျှောက်လုံးကိုလိန်လေထားတဲ့အရာတွေကိုပါသူအခုရင်ဆိုင်နေရတဲ့ ယောဂတွေနဲ့စိတ်ဒဏ်ရာတွေကသူကလေးဘဝကလေးကရခဲ့တဲ့ trauma တွေကနေလာတာဖြစ်ပြီးဒါတွေကိုဖန်တီးရဲ့သူကသူ့အမိဖြစ်နေတာကိုသိလိုက်ရတော့ other flag ရဲ့နောက်ဆုံးကြံနေသေးတဲ့ကျင်နာမှုနဲ့ချစ်ချင်းမြတ်တာတွေအားလုံးပျက်စီးသွားတော့တာပါဒီလိုအခြေအနေဇိုးတွေကြားမှာလုံးဝပိတ်မိသွားတဲ့ other flag accidentally လူ၃ယောက်ကိုညီအောင်ဘူတာရုံမှာတတ်မိသွားတယ် ၃ယောက်ကိုတက်ပြီးသွားတဲ့အချိန်ဒီပထမအဦးဆုံးခံစားရတာကထွက်ပေါက်ရှာတွေ့သွားသလိုခံစားရပြီးပြိုလဲနေတဲ့စိတ်တွေအားရှိသွားသလိုဖြစ်လာတာပါဘောတန်မြို့မှာဒီလူတက်မှုဖြစ်စဉ်ဖြစ်သွားတော့လူလူသုံးမဟုတ်အခြေခံလူဒန်းစားတရက်ကဂျိနေကြတယ်ဘာဖြစ်လို့လဲဆိုတော့တက်ခံရတဲ့လူ၃ယောက်ဟာသူတို့မလိုလားတဲ့လူဒန်းစားတရက်ကလူတွေဖြစ်နေလို့ပါဒီအဖြစ်ပြက်တွေဖြစ်ပြီးသွားချိန်မှာတော့အာသာဟာ လောကကြီးကိုပြက်ရည်ပြုချင်တဲ့ဂျိုကာဆိုတဲ့လူတစ်ယောက်ဖြစ်စပြီးပြောင်းလဲလိုက်တော့တာ။ဘာမှမဖုံးကွယ်တော့ပဲသူ့ရဲ့ဖြစ်တည်မှုကိုလက်ခံလိုက်တယ်။ Appreciate မလုပ်တဲ့ society နဲ့လောကကြီးကိုလက်လျူရှုပြီးအရာရာကိုခွင့်ထုတ်လိုက်တော့တာပါ။စိတ်ရဲ့လွတ်မြောက်ခြင်းအရာတာကို အပြည့်ဝခံစားဖို့လောကကြီးကိုဂျိုကာတစ်ယောက်ဖြစ်စတင်မိတ်ဆက်ဖို့ကြိုးစားတော့တယ်။သူ့ကိုဖိတ်ခေါ်ထားတဲ့ comedian TV show တစ်ခုကို သွားခဲ့တယ်ဗျ။အဲဒီ show ကသူ့ရဲ့ဖြစ်တည်မှုနဲ့အားနည်းမှုကိုလောင်ပြောင်ခဲ့တဲ့နာမည်ကြီးအစီအစဉ်တင်ဆက်သူ Mary Franklin ရဲ့ comedian show ပါ။ဒါရိုက်လွှင့်နေတဲ့ TV အစီအစဉ်ကနေတန်းနဲ့ချီကြည့်ရှုနေတဲ့လူအများရှိမှာ Joker တယောက်ပုဂ္ဂိုလ်ကိုစပြီးဖွင့်ချမိတ်ဆက်ခဲ့တယ်။ဘယ်လိုဖွင့်ချမိတ်ဆက်ခဲ့တယ်လဲဆိုတော့ဒီအစီအစဉ်တင်ဆက်နေစဉ်မှာလည်းအစီအစဉ်တင်ဆက်သူ Mary Franklin ကိုတပ်ပြခဲ့ပြီး Joker အဖြစ်အားလုံးသိစေဖို့သူ့ကိုယ်သူဝေဖွာခဲ့တာပါ။ playing my video. Fucking deserve! ဒီအခြေအနေကဂေါတမ်မြို့ကလူတွေရဲ့ဒေါသကိုပောက်ထွက်သွားစေတဲ့အခြေအနေတစ်ခုဖြစ်လာတော့တာပါဂေါတမ်ရဲ့စင်းမွေးတင်မှုနဲ့ဒေါသတွေဟာလမ်းမပေါ်ကိုရောက်လာကြတယ် ဒါရီအားလုံးကိုဂျိုကာကကိုစားပြုတယ်လို့ဖြစ်သွားခဲ့တာပါ။ဂေါ်တန်ရဲ့မတူညီတဲ့လူဒန်းစားတရက်ကိုပြောင်းပြန်လှန်တော့မယ့်ဗီလိန်ကြီးဂျိုကာ။ Send in the clown ဂျိုကာရုပ်ရှင်ကကျွန်တော်တို့ကိုအတွေးများစွာဖြစ်စေခဲ့တဲ့ရုပ်ရှင်ပါ။ သူတို့ပြည့်ခက်ကြက်ကြီးကိုရင်ဆိုင်နေရတဲ့လူတွေပေါ့လောကကြီးမှာလူရဲလို့ဖြစ်လာရင်အခြေခံလိုအပ်ချက်ဖြစ်တဲ့စာဝတ်နေရေးအပြင်လူပိတ္တဖို့အတွက် appreciation တိမှန်ပြုခံရမှုလိုတယ်ဗျ appreciate တွေလူတိုင်းစီကရဖို့တော့မဟုတ်ပါဘူးကိုယ့်ရဲ့ inner cycle တွေကလူတွေရဲ့လိုလားတဲ့အတိမှန်ပြုခြင်းတော့ကျွန်တော်တို့အ ਨੇ ဆုံးရတဲ့နေနောက်ကိုကိုကို appreciate လုပ်နိုင်မှုကလည်းအရေးကြီးတဲ့အရာပါဒါရီသာမရှိဘူးဆိုရင်လောကကြီးမှာလူဖြစ်ရတာအထိပ္ပယ်မဲ့သွားပါတယ်တချို့ကအတိမှန်ပြုခံရမှုကိုလက်ရှာရင် ထိန်ချုပ်မှုမဲ့သွားတဲ့အခိုက်အတန့်တွေရှိပါတယ်ဒါတွေကိုဉာဏ်ပညာအသိတရိနဲ့ထိန်ချုပ်ရမှာပါဂျိုကာရုပ်ရှင်မှာပါတဲ့အာတာဇက်ကောင်ဟာကျွန်တော်တို့ရဲ့ဒစိတ်တဒေတာတော့အခြေအနေတွေကိုပူစားပြနေတာဗျအထူးသဖြင့်ခက်ခဲကြမ်းတမ်းထွက်ပေါက်မရှိတဲ့အခြေအနေတွေကိုရင်းဆိုင်ဖြတ်တန်းနေရသူတွေအထွက်ပေါက် like guess ယူကန်ရုပ်ရှင်ကအမှုပညာအရာကိုဝင်ဝေးရပါအောင်မြင်တဲ့ရုပ်ရှင်ပြ budget တန်း80ရင်းမိမယ် box office မှာ1 billion ထိပြန်ရခဲ့တဲ့ရုပ်ရှင်မှာ joker ဖြစ် acting skill တွေရှန်ကျနေအောင်တိုးဆောင်ပြသွားတယ် walking phoenix ကို oscar ပေးခဲ့ရတဲ့ရုပ်ရှင်မှာ and the oscar goes to walking phoenix joker Oh. Stop. ဝေါ်ကန်ဖီနီဟာဒီဇိုင်းအတွက်အသေးလေးအားစိတ်ထုတ်ခဲ့တာသိတာတယ်ဗျ body transformation တွေအများကြီးလုပ်ခဲ့တယ် acting skill တွေလုတ်ပြတ်သွားတာတွေကဟူးသွားရှုပ်လို့မရဘူးဗျရုပ်ရှင်တကားလုံးကပါတဲ့ဇုံဝင်ခန်းတိုင်းကိုအသေးစိတ်ပြင်ဆင်ထားတာဗျ joker ဖြစ်လာတော့မယ်ဒုတိယဆိုတဲ့အတိုင်းညနာအမှုများအွှေ့အပြောင်းညနှုံးတွေ oh my god ယူသွားမယ် ယူသွားမယ်ဒီဇာတ်ကားမှာ Walking Phoenix ရဲ့အကောင်းဆုံးသရုပ်ဆောင်ချက်တစ်ခုကိုပြပါစေ Gotham ရဲ့မြို့တော်ဝင်ဖြစ်ဝင်ပြိုင်မဲ့ Thomas Wayne ပြောထားတဲ့အောင်မြင်မှုရထားတဲ့လူတွေကဒီလိုလူတွေကိုဘာမှမဟုတ်တဲ့လူပြတ်တွေဖြစ်ပေမြင်နေဆိုတဲ့ဇာတ်ကားဟာလူဒန်းစားကွာဟနေတဲ့ခက်ပြက်အခြေအနေကြီးမှာတုံ့ထိတဲ့ဇာတ်ကားပါအဲ့ဒီဇာတ်ကားအတွက်အာသာအတွေးတွေပွားပြီးခံစားတဲ့ဇာဝင်ခံမှာ Superbow ကိုနောက်လန်ချပြီး body movement နဲ့လုပ်နေတာမျက်လုံးလေးကမထွက်ဘူးဗျ someone who is envious of those more fortunate than themselves made something of our lives we'll always look at those who haven't it's nothing but clowns <laughs> thomas wayne body language <laughs> နဲ့တရုတ်ဆောင်သွားတယ်ဆိုတော့အဲ့ဒါပဲပြောရမယ်ဆိုအများကြီးပါဗျာဂျိုကာကိုချီးဖူးပြီးသားမိတ်ဆွေတွေကရောဘယ်ဆောင်ဝင်ခံကအမှန်ရဆုံးဖြစ်မလဲဗျာကွန်မန့်မှာဝင်ရောက်ဆွေးနွေးတော့ပါအောင်ဗျာဒီအစီအစဉ်လေးကိုတော့ဒီမှာပဲရပ်ပါမယ် ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုလည်း The Sin Channel ကနေအဆက်မပြတ်တင်ဆက်နေမှာဖြစ်တဲ့အတွက် Subscribe Like and Follow လုပ်တော့ဖို့လည်းမမေ့ပါနဲ့ဘုရားအဆုံးထိရှိနေပြီတဲ့အတွက်ကျေးဇူးများတင်ပါတယ် See you next